ကဘာပေါ်မှာချမ်းသာဆုံးဖြစ်တဲ့ဘီကိတ်ကိုကဘာပေါ်မှာတင်းထက်ပေါ်ပြီးချမ်းသာတဲ့သူချီတလားလို့လူတအူးကမေးတယ်။ရှိတာပေါ့ကျွန်တော်ထပ်ပေါ်ပြီးချမ်းသာတဲ့ပုဂ္ဂိုလ်တူရှိပါတယ်။ဘီကိတ်ကပြန်ပြေးပါတယ်။အဲ့ဒီနောက်ဘီကိတ်ကသူတွေ့ကြုံခဲ့ရတဲ့ဇလန်တပုတ်ကို အခုလိုပြောပြခဲ့ပါတယ်။ကျွန်တော်အဲ့ဒီအချိန်တုန်းကမချမ်းသာသေးပါဘူး။လူသိလည်းမများသေးပါဘူး။တနေ့ နယူးယောက်လေဆိပ်မှာသတင်းစာရောင်းသူတဦးနဲ့ဆုံခဲ့ပါတယ်။ကျွန်တော်သတင်းစာတစ်စောင်ကိုဝယ်ချင်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်မှာပတ်စံအကျွေးမရှိမှန်းငွေပေးခံနေမှတီးခဲ့ရတယ်။ဒါနဲ့ဝယ်ချင်တဲ့ဆန္ဒကိုမျိုးသိပြီးအဲ့ဒီသတင်းစာကို ရောင်းတဲ့သူစီပြန်ပေးလိုက်တယ်။ကျွန်တော်မှအကျွေးမပါကြောင်းသူ့ကိုပြောပြပါတယ်။ဒါနဲ့ဒီစာဆောင်ကို အလက်ကားပေးပါတယ်။ယူပါလို့သတင်းစာရောင်းသူကပြောပါတယ်။ ူကမရမကစိုးအသင်ပြနေတာကြောင့်ကျွန်တော်အဲ့ဒီတရင်စာကိုယူသွားလိုက်ပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပါပဲရက်တရပတ်နှစ်ပတ်သုံးပတ်လောက်အကြာမှာအဲ့ဒီလေစိမ်းမှာပြန်ဆိုင်ခဲ့ပါတယ်တရင်စာဝယ်ဖို့အကျွေးမပါဘူးတရင်စာရောင်းသူကတရင်စာတစောင်းအလကားပြပြန်ပါတယ်ကျွန်တော်ဒီနေ့လေအကျွေးမပါပြန်ဘူးဒါကြောင့်ကျွန်တော်ဒီတရင်စာကိုမယူနိုင်ဘူးလို့ညင်းဆန်လိုက်ပါတယ်တင်ယူသွားလိုက်ပါ ကျွန်တော်အမျက်ငွေလေးချီလို့တင့်ကိုအလက်ကားပေးနိုင်တာပါ ကျွန်တော်မချုံပါဘူးဒီနေ့ရောင်းကောင်းပါတယ်လို့သူက ပြောပါတယ်ဒါနဲ့ကျွန်တော်လည်းအဲ့ဒီသတင်းစာကို ယူသွားလိုက်ပါတယ်နောက်16နှစ်အကြာမှာကျွန်တော်ဟာလူသိများတဲ့ပုံကိုကြော်ကြားတဲ့သူတဦးဖြစ်လာပါတယ်ရုပ်တရက်ဆိုသလိုသတင်းစာရောင်းသူကိုကျွန်တော်သတိရပါတယ်ဒါနဲ့အဲ့ဒီနေ့ကစပြီးသူ့ကိုချပုံတော့ထွက်ပါတော့တယ် တလခွေးလောက်ချပြီးတဲ့နောက်မှာ ကျွန်တော်သူ့ကို တွေးခဲ့ပါတယ်။ကျွန်တော်ကိုတီးပါသလားလို့သူ့ကိုမေးလိုက်ပါတယ်။တီးပါတယ်။သင်ဟာဘီကိတ်ပဲလို့သူကပြန်ပြေးပါတယ်။ဟိုးအရင်တစ်ခေါက်ကကျွန်တော်ကိုတည်င်းစတဆောင်အလဲကားပေးခဲ့တာမှတ်မိသေးလားလို့သူ့ကိုပြန်မေးပါတယ်။ဟုတ်ကဲ့ကျွန်တော်မှတ်မိတာပေါ့။သင်ကိုနှစ်ကြိမ်အလဲကားပေးခဲ့တယ်လေလို့တည်င်းစရောင်းသူကပြန်ပြေးပါတယ်။အဲ့ဒီတုန်းကသင်ကျွန်တော်ကိုကိုညိခဲ့တဲ့အတွက် ကျေးဇူးပြန်ဆက်ခြင်းပါတယ်။သင်ဘဝမှာလိုအပ်တာရှိရင်ကျွန်တော်ကိုပြောပါ။ဖြည့်ဆည်းပေးမှာပဲလို့ကျွန်တော်သူ့ကို ပြောပါတယ်။ဆရာရဲ့သင်ကအဲ့လိုကျေးဇူးပြုလိုက်လို့အဲ့ဒီကျွန်တော်ကူညီခဲ့တဲ့အရာကိုပြန်ဆက်နိုင်မယ်လို့မထင်ပါနဲ့လို့သတင်းစာရောင်းသူကကျွန်တော်ကိုပြောပါတယ်။ဘာဖြစ်လို့လဲလို့ကျွန်တော်ပြန်မိလိုက်တယ်။ကျွန်တော်ဟာဆင်းရဲတဲ့သတင်းစာရောင်းသူတအူဖြစ်တဲ့အချိန်မှာသင်ကိုကျွန်တော်ကူညီခဲ့တယ် တင်ဟာအခုကဘာပေါ်မှာအချမ်းသာဆုံးသူဖြစ်တဲ့အချိန်မှာကျွန်တော်ကိုကူညီရှင်နေတာဖြစ်တယ်။ကျွန်တော်ရဲ့ကျေးဇူးကိုဘယ်လိုလို့ပြန်ဆက်နိုင်မှာလဲလို့သူကပြောပါတယ်။အဲ့ဒီနေ့ကစပြီးကျွန်တော်အတိတ်တခုရခဲ့ပါတယ်။တည်င်းစာရောင်းသူဟာကျွန်တော်ထက် ပိုပြီးချမ်းသာတဲ့သူဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာတဦးတယောက်ကို ကူညီဖို့သူချမ်းသာတဲ့အထိမဆောက်ခဲ့လို့ဖြစ်ပါတယ်။အမှန်တကယ်ချမ်းသာတဲ့သူဆိုတာ ငွေကြေးအမြောက်များချမ်းသာတဲ့ချမ်းသာကြွယ်ဝတဲ့နှလုံးသားကို ပိုင်ဆိုင်တဲ့သူဖြစ်တယ်။ဒါကို လူတိုင်းနားလေသဘောပေါက်ဖို့လိုအပ်ပါတယ်။ဟုတ်ပါတယ်။အဲ့လိုချမ်းသာတဲ့ပုံကမျိုးရှိနေဖို့အင်မတန်မှအရေးကြီးပါတယ်။